င်လို့ဖြစ်ပြီမေဒီမှာဗမာလေးရောချစ်ချစ်တို့လို့ပြန်ညာကားတွေဆိုင်ကယ်တွေခြေချင်းပြန်တဲ့လူရောဒီမှာကားကားရှိတဲ့လူကကားစီးပြန်အိုးလမ်းလျှောက်ပြန်တဲ့လူအများကြီးပဲဒါ site ထဲမှာဒါဗမာလေးဗမာလေးကလားလေးရှင်ညာဘွက်လို့ရရ KK ဖမျိုးတစ်စီမံကိန်းထဲကကြားဖြန့်လုပ်သား400ဝန်းကျင်ကိုညဝတီမျိုးအမှတ်၄ရပ်ကွက်ထဲကအားကစားရုံမှထိန်းသိမ်းထားတယ်လို့စစ်ကော်မရှင်နောက်အောက်ခံဌာနဆိုင်ရာတာဝန်ရှိသူတချို့နဲ့မြို့ခံတွေကအေယာဝတီကိုပြောပါတယ်။ထိုင်းကတော့သူတို့နိုင်ငံဘက်ကူးလာတဲ့ KK ဖက်ကနိုင်ငံခြားသားတွေကိုစီစစ်ပြီးလေညာခေါ်ဆောင်ခံရပြီးခိုင်းစီခံရသူတွေကိုတပ်ဆိုင်ရာနိုင်ငံနဲ့ချိတ်ဆက်ပြီးပြန်လွတ်ပေးမှဖြစ်ပေမဲ့ ကို့တဘောနဲ့ကိုလာရောက်လှုပ်ဆောင်သူတွေကိုတော့ဥပဒေအရအရေးယူမယ်လို့ပြောပါတယ်။မြန်မာကတော့တခြားအရေးယူဖို့ရှိမှာမဟုတ်ပဲတဏမန်နီးအရသက်ဆိုင်ရာနိုင်ငံတွေနဲ့ချိတ်ဆက်ပြီးပြန်ပို့ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့အာသူပုံမှန်လုပ်ငန်းစဉ်ရတော့သူနိုင်ငံကိုဟိုတရားဝင်ကျန်တဲ့လက်ပြောင်းပေးဖို့နော်ဆရာတရားဝင်လက်ပြောင်းပေးနေဖို့လုပ်ငန်းစဉ်လေးရှိပါတယ်။အဲအဲ့တိုင်းပဲဆက်လုပ်သွားမှာပါဗျာ။တခြားဟိုပါတော့နော်ဟိုရေးယူ ဆောင်ရွက်ဖို့ကတော့လို့တယ်မရှိပါဘူး။ဟုတ်ငယ်မရှိဘူး။ Okay ။သူတို့ကတော့ရုပ်ချီသွားဖို့ပေါ့နော်။အဲတော့မှမီလန်ရဖိဖိတက်တယ်ပြီးတော့မှကျွန်တော်တို့ဟိုရှိမှလည်းပဲဒီလိုပဲလုပ်ကဲကောင်းနေရရှိပါတယ်။အဲ့တိုင်းပဲကျွန်တော်တို့လက်ကြောင်းပြီးတော့မှာပါ။ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ KK ဖက်စီမံကိန်းထဲကကြားဖြန့်လုပ်ငန်းတွေကိုအော်တိုဘာလ22ရက်နေ့မှာအာနာသိန်းစစ်တပ်နဲ့ကရင်နယ်ခြားစောင့်သက် BGF တို့ကဖွင့်ပေးခဲ့တာဖြစ်ပါတယ် ကြာဖြန့်ကောင်းဆောင်ပိုင်းတွေနဲ့အရေးကြီးတဲ့တရုတ်နိုင်ငံသားတွေကိုတော့ BGF ကခေါ်ထုတ်သွားပြီးခိုလုံခွင့်ပေးထားတယ်လို့သိရပါဗျ။ဟိုအခုတော့ဒီလိုသွားမဲ့လားသွားသွားမဲ့နေရာလာမဲ့နေရာမရှိတဲ့ဟိုအဲနိုင်ငံသားတွေဒီမြောက်တွေကဟိုဒီအကားစားကြီးနဲ့မှထဲတာတွေ့တယ် ုံမဲ့ကျွန်တော်တို့ကင်ညာတို့ဒီမှာဟိုတို့တို့အာဖရိကတိုက်ကဟိုနိုင်ငံသားတွေပါမယ်ပြီးတော့ကျွန်တော်တို့နီပေါ်ပါမယ်အိန္ဒိယပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုပါတယ်ပါကစ္စတန်တွေပါတွေ့ရတယ်ဗျအခြားနိုင်ငံသားအခြေပါမွန်နိုကူတွေ့ရသလောက်ကိုပြောပြရတယ်ဗျအဲ့ဒါအဲ့ဒါမအောင်ဘူးဟန်တောင်းနေဖိုင်ရတော့ okay my friend my friend ူတို့ဟာမြို့တွင်းတွာလာစီးနေတဲ့ဆိုင်ကအငါးခါအပြင် ထမင်းဖိုးနဲ့သေးခိုစည်းတွေကိုသူတို့နဲ့ပါလာတဲ့ဖုန်းတွေကိုအခကျင်းငွေ အဖြစ်ပေးပြီးဖြည့်ရှင်းနေတယ်လို့တချို့နိုင်ငံခြားသားတွေကတော့သူတို့နဲ့ပါလာတဲ့ဖုန်းတွေကိုဈေးပိုပိုနဲ့လိုက်လံရောင်းချနေရလို့ရက်ွက်လေးမှနေထိုင်တဲ့မြို့ခံတယောက်ကအေယာဝတီကိုပြောပါတယ်ကတော့ကျတော့နေ့တိုင်းပေါ့မနေ့ကတော့ခေါ်ရောင်းသေးတယ်မမယူချင်လို့မယူတော့ဘူးလို့သူကဘယ်လိုပြောပြီးရောင်းလာတယ်ဆိုတော့တုံးမရှိတော့ဘူးဆိုတော့သူတို့ခေါ်ရောင်းတယ်မယူဘူးလို့ ပုံတလုံးမလောက်လိုက်ရောင်းလဲဆိုတော့အခုသိန်း1000 9000 6000ဘောတို့ရောင်းဖြစ်တာအခု9သိန်းလောက်တန်တာအစဉ်တို့3သိန်း3သိန်းခွဲတို့ဆုံးကမရောင်းရတာပေါ့အဲ့ဒါဒီနားမှာတီးတီးရတာကြတော့လက်စာရမယ်လို့ပြောပြီးတော့လက်စာမရခဲ့ဘူးပေါ့နော်လိန်ခဲ့တာပေါ့နော်တို့ရစီရပတ်စံနေမရခဲ့ဘူးပေါ့နော်ဘယ်လောက်လောက်တာပတ်စံရစီရတွေကမရခဲ့ဘူးပေါ့မရခဲ့တော့တို့ဘယ်လိုလုပ်ရလဲဆိုတော့အခုကဟို အလိန်ခါနဲ့သဘောလည်းဖြစ်တယ်ပေါ့ဟိုအကြီးဆုံးကပြေးသွားတော့မရတယ်လို့ပဲမရကြဘူးပေါ့နော်ဒုက္ခရောက်ကြတာပေါ့သူတို့ကြားဖြတ်လုပ်ငန်းတွေအပါအဝင်ရဆိုးမှုလုပ်ငန်းတွေနဲ့နာမည်ဆိုးထွက်နေတဲ့ခေခေဖတ်ကိုဝင်ရောက်စီးနှင်းခဲ့ကြောင်းအော်တိုဘာလ14ရက်နေ့မှာတပ်ပုံမှတ်တမ်းတွေနဲ့တကွစစ်ကော်မရှင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အေယာဝတီအပါအဝင်လွတ်လပ်တဲ့သတင်းမီဒီယာတွေကစစ်ကော်မရှင်ရဲ့ဒီထုတ်ပြန်ချက်ဟာစစ်တပ်နဲ့ BGF တို့ပူးပေါင်းပြီးဟန်ပြစည်းမျဉ်းမှုတာဖြစ်ကြောင်းဖော်ထုတ်ရေးသားခဲ့ကြပြီးရဲ့နောက်မှာတော့ အော်တိုဘာလ22ရက်နေ့မှာကြာဖြတ်ရုံတွေကိုဖွင့်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းရွှေကုတ်ကိုအပါအဝင် BGF စစ်ကောင်စီတို့နဲ့ဆက်နွယ်နေတဲ့အဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကကြာဖြတ်လုပ်ငန်းတွေဟာပုံမှန်အတိုင်းလေပတ်နေစေဖြစ်တယ်လို့စုံစမ်းတရှိရပါတယ်။